င်္ဂလာပါရှင်။တန်လွင်ထိုင်းမြေနိုဝင်ဘာလ28ရက်နေ့အတွက်နေ့လယ်ခင်းနောက်ဆုံးရသတင်းတွေကိုကျမယွန်းကြည်ပြားကတင်ဆက်ပေးတော့မှာပါ။ဒီကနေ့နေ့လယ်ခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့မော်လမြိုင်သာသနာနယ်ဆရာတော်ဖန်စည်းခံရတဲ့သတင်းနဲ့တရချောင်းမှာစစ်တပ်မီးရှို့မှုကြောင့်နေအိမ်120ထပ်မင်းမီးလောင်ပြာကျခဲ့တဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။ နိုင်ငံတကာသတင်းတွေမှာတော့ကျန်းမာရေးအခြေအနေစိုးရိမ်ရတာကြောင့်ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းကိုထောင်ဝင်စာတွေးခွင့်ရဖို့တောင်းဆိုနေကြတဲ့သတင်းမြန်မာနိုင်ငံအပါအဝင်16နိုင်ငံကအစိမ်းအောင်ကတ်ကိုင်းဆောင်သူတွေကိုအမေရိကန်ပြန်လည်စစ်ဆေးမဲ့သတင်းတွေအပြင် အာနာသိန်းကာလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသားပါမယ်ရှင်။ မွန်ပြည်နယ်မော်လမြိုင်မြို့စေတဝန်ကျောင်းတိုက်တာသနာနယ်ဖောင်ဒေးရှင်းဆရာတော်အရှင်ဆန္ဒစောတိဟာနိုဝင်ဘာလ28ရက်နေ့ညနေပိုင်းမှာဖမ်းဆီးခံလိုက်ရတယ်လို့စစ်ကောင်ပြင်းတဲ့နီးစပ်သူတွေကတလင်ထိုင်းမှုပြပါဗျာ။ဖန်စီခံလိုက်ရတဲ့မော်လမြိုင်တာသနာနယ်ဆရာတော်အရှင်ဆန္ဒစောတီဟာပြီးခဲ့တဲ့ရက်ပိုင်းကမော်လမြိုင်တောင်ပိုင်းတောင်မှာမွန်ပြည်နယ်စစ်ကောင်ပြင်းရဲ့တောင်မြေဖြိုမှုအပေါ်လူမှုကွန်ရက်စာမျက်နှာမှာနေပြည်တော်ကသိစေဖို့ဆိုတဲ့ post တစ်ခုကို တပုံနဲ့တကွရေးသားဖော်ပြဖို့ပါတယ်။ဆရာတော်အရှင်ဆန္ဒစောတီဟာသူ့ចောင်းတိုက်ဘေးကမော်လမြိုင်လေရင်ကွင်းအနီးပတ်ဝန်းကျင်မှာအထက်မြင့်အဆောက်အဦးတိဆောက်တာအပြင်သာသနာညှိုးနှွမ်းစေတဲ့ဆိုတဲ့ဆွတ်ဆွဲချက်တွေနဲ့ခေါ်ဆောင်စစ်ဆေးခံနေရတယ်လို့ဆိုပါတယ်ရှင်။ဆရာတော်အားဖန်စီစဉ်ဆရာတော်ရဲ့တပည့်နှစ်ဦးနဲ့ကားတချို့ကိုလည်းစစ်ကောင်ရှင်ကတခါတည်းတင်စီသွားတယ်လို့စစ်ကောင်ရှင်နဲ့နီးစပ်သူတွေရဲ့ပြပြချက်အရသိရပါတယ်။ နောက်ဆုံးရရှိထားတဲ့သတင်းတွေအရဆရာတော်ကိုစစ်ကောင်ရှင်ကဥပဒေပုံမှားတချို့နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပေမဲ့တန်လိုင်းတိုင်းအနေနဲ့တိကျအတည်ပြုနိုင်တာမရှိသေးပါဘူး။ဆရာတော်အရှင်ဆန္ဒဇော်တီအားဖမ်းဆီးမှုအပေါ်ဒေသခံပြည်သူတွေကြောင့်ဝေဖန်မှုတွေရှိနေပြီးဆရာတော်အ мян ဆုံးပြန်လည်လွတ်မြောက်ရေးအတွက်တောင်းဆိုမှုတွေရှိနေပါတယ်ရှင်။ တနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်ထဲစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ဖြင့်တက်ရဲ့မိရှုဖြက်စီမှုကြောင့်နေအိမ်120ထပ်မံမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေအပါအဝင်တော်လန်ရေးတပ်ဖွဲ့တွေကတန်လင်းထိုင်းမှုပြောပါရယ်စစ်ကောင်ဖြင့်တက်ဟာပြီးခဲ့တဲ့အောက်တိုဘာလနောက်ဆုံးပတ်ကစလို့တော်လန်ရေးအင်အားစုတွေလှုပ်ရှားမှုအကောင်နဲ့တရက်ချောင်းမြို့နယ်ထဲကကြေးရွာတွေကိုရွာစင်လှည့်ပြီးစစ်ကြောင်းပတ်ထိုးနေတာဖြစ်ပါရယ်အဲ့ဒီစက်ကြောင်ဟာနိုဝင်ဘာလ26ရက်နေ့အထိတရချောင်းမြို့နယ်ရှိလက်ပါ၊ကတွဲ၊တိန်ကုန်း၊ဘုတ်တောင် ချောက်ချောင်းမင်းတက်နဲ့ပြင်းဖြူကြီးကျေးရွာတို့ကနေအိမ်120ထပ်မင်းဲကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်။မနေ့နိုဝင်ဘာလ28ရက်နေ့ကလည်းပြင်းဖြူကြီးကျေးရွာကိုမိရှို့ပြီးထွက်လာတဲ့စစ်ကောင်ပြင်တက်စစ်ကြောင်းအားတော်လန်ရင်အင်အားစုပူးပေါင်းတပ်ဖွဲ့တွေကကျေးရွာအပြင်ဘက်မှာကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်အထိနာသွားတဲ့စစ်ကောင်ပြင်တက်စစ်ကြောင်းဟာပြည်တိုင်ကျေးရွာဘက်ကိုဆုတ်ခွာသွားခဲ့တဲ့အတွက်နှစ်ဖက်စစ်ရေးတွေဆက်လက်တင်းမာနေတယ်လို့တော်လန်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးကပြောပါရရှင်။ တရချောင်းမြင်းနယ်မှာစစ်ကောင်ဖြင့်တက်စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံအရတားပြည်သူ၄တောင်းထမနေနေရဆွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီးလူသားချင်းစာနာမှုအကူအညီတွေလည်းလိုအပ်နေတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေစီကနေသိရပါဗျ။ဒေတာရင်းသူဒေတနာအဖွဲ့ဖြစ်တဲ့ AV5 တနင်္သာရီအဖွဲ့ရဲ့အစီရင်ခံစာရာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှတနင်္သာရီတိုင်းမှာစစ်ကောင်ပြင်တပ်ရဲ့စစ်ကြောင်းထိုးမှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နေရဆွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ9300ကျော်အထိရှိလာခဲ့တယ်လို့သိရပါတယ်ရှင်။ပဋိပက္ခတိုက်ပွဲဖြစ်နေတဲ့နေရာဒေသတွေမှာပြုမှုရမယ့်အချက်များ။တင့်ရဲ့တပ်တီခံကပ်ပြအရေးကြီးစာရွက်စာတမ်းများကို ကိုနဲ့တပါတယ်အမြဲသိမ်းဆည်းယူဆောင်ပါ။ပတ်စံနဲ့အရေးကြီးတဲ့စာရွက်စာတမ်းများကိုမတူညီသောနေရာများမှာတင်စီထားပါ သွေးအမျိုးအစားနဲ့ဖြစ်နိုင်ခြေရှိသောကျန်းမာရေးပြဿနာ၊ဈေးမှတ်တမ်း၊ဈေးဝါတက်တဲ့ခြင်း၊နာတာရှည်ဖျားနာခြင်းစသဖြင့်ကိုတင့်အဝတ်အစားအိတ်ထဲမှာသိသိထားပါ။ကလေးများအတွက်သူတို့ရဲ့အမိနဲ့အတူသူတို့နေထိုင်မဲ့လူကြီးရဲ့အမိနဲ့ဖုန်းနံပါတ်ကိုတူရှိရင်တေချာပါစေ။ခရီးသွားခြင်းကိုချော်ချရန်လူစုလူဝေးများတဲ့နေရာတွေကိုရှောင်ရှားရန်အာယုံစူးဆိုင်မှုကိုမဆွဲဆောင်နိုင်သောအယောင်ရှိအဝတ်အစားများကိုပို့ဆင်ပါ။ တင်ငေသားအမှတ်အသားများတရုတ်ပြခြင်းကိုရှောင်ကျင်ပါမျိုးချေစိတ်တင်ငေသားများတရုတ်ပြခြင်းကိုရှောင်ကျင်ပါတင်းအိမ်နဲ့အလုံအနည်းနှားမှာရှိတဲ့ခိုးလုံးနိုင်တဲ့နေရာများကိုတည်အောင်ပြုလုပ်ပါလူများအသုံးပြုသွားလာလေးရှိတဲ့လမ်းကြောင်းတွေကိုသာအသုံးပြုပါ ုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ကျန်းမာရေးအခြေအနေစိုးရိမ်ရတာကြောင့်ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းကိုထောင်ဝင်စာတွေးခွင့်ရဖို့တောင်းဆိုနေကြပါဗျ။ဒီအကြောင်းကိုတော့ပြပက်ကပြပြပေးထားပါရရှင်။ထောင်နဲ့ကြခန့်နေရတဲ့ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းအီမရတ်ခန်းကိုမိသားစုနဲ့ရောရှေ့နေတွေနဲ့ပါတွေ့ဆုံခွင့်ပိတ်ပင်ထားတာသတင်းသုံးပတ်ကျော်ကြာလာပြီးနောက်သူ့ရဲ့ပါတီကစံမာရေးစိုးရိမ်နေရတယ်လို့ပြောကြပြီးနိုဝင်ဘာလ28ရက်နေ့မှာထောင်ဝင်စာတွေ့ခွင့်တောင်းဆိုခဲ့ပါတယ်။ အီမရခန်ဟာအချင်းပြချစားမှုဆွဲချက်တွေနဲ့2014နှစ်ချမှတ်ခံရပြီး2023ခုနှစ်ဩဂတ်လကတည်းကထောင်ချခံနေရတာဖြစ်ပါတယ်။သူ့အပေါ်ဆွဲချက်တင်ထားတဲ့အမှုတွေဟာသူ့ကိုနိုင်ငံရေးလောကထဲမှာဝင်နိုင်အောင်လိမ့်လည်ထားတဲ့အမှုတွေဖြစ်တယ်လို့အီမရခန်ကပြောကြပြီးစစ်တပ်ကညှင်းဆို့ထားပါတယ်။အီမရိုက်ခန်ရဲ့ PTI ပါတီပြောရေးဆိုခွင့်ရှိသူဆူဖီကာဗာဟာရီကခန်းကိုနိုဝင်ဘာလ၄ရက်နောက်ပိုင်းဘယ်သူမှ တွေ့ခွင့်မရသေးဘူးလို့ပြောထားပါဗျ သူ့ရဲ့ကျမ်းမာရေးနဲ့ပတ်သက်လို့ကျွန်တော်တို့စိုးရိမ်ပါတယ်သူကိုတရားမဝင်တီးခြားဖမ်းဆီးထားတာနဲ့ပတ်သက်လို့ကျွန်တော်စိုးရိမ်ပါတယ်လို့ပါတီပြောရေးဆိုခွင့်ရသူကပြောကြားပြီးခရယမိသားစုထောင်ဝင်စားတွေ့ခွင့်ချက်ချင်းပေးဖို့တောင်းဆိုထားပါတယ်ရာဝယ်ပင်ဒီဒေသရှိအကျဉ်းတော်အပြင်ဘက်မှာခရယမိသားစုဝင်တွေနဲ့ပါတီဝင်တွေဆန္ဒပြပြီးခန်းနဲ့တွေ့ဆုံခွင့်ရရှိဖို့တောင်းဆိုခဲ့ကြပါတယ် PDI ပါတီကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကနိုဝင်ဘာလ28ရက်ကထောင်ဝင်စာတွေ့ဖို့ကြိုးပမ်းခဲ့ပေမဲ့တွေ့ခွင့်ညှင်းပယ်ခံခဲ့ရပါတယ်။ ပါကစ္စတန်အကျဉ်းတော်ဥပဒေအရခန်းအနီနဲ့အ ਨੇ ဆုံးတပတ်တစ်ချိန်အပြင်ကလူတွေနဲ့တွေ့ခွင့်ရှိပေမဲ့လည်းအာဏာပိုင်တွေကအဲ့ဒီလိုထောင်ဝင်စာတွေ့ခွင့်ကိုဆိုင်းငံ့နိုင်ပါတယ်။ခန်းကိုဘသူနဲ့မှတွေ့ခွင့်မပေးတဲ့အချိန်ကြာမြင့်နေပြီဖြစ်တယ်လို့သူ့ရဲ့ပါတီကပြောပါတယ်။အသက်83နှစ်အရွယ်ခရစ်ကတ်ကစားသမားဟောင်းခန်းကိုလုံခြုံရေးပုံမြင့်မားတဲ့အကျဉ်းတောင်တို့ရွှေ့ပြောင်းထားတာကြောင့်ထောင်ဝင်စာတွေးခွင့်ရဖို့ပိုခက်ခဲသွားပြီဖြစ်ကြောင်းပါကစ္စတန်ပြည်တွင်းသတင်းတွေမှာဖော်ပြထားပါတယ်။ သူအချိန်နေနဲ့ပတ်သက်လို့ online မှာလူပြောများနေပြီး American ဗမာလဲဆိုတဲ့စာသားတစ်ခုလူမှုမီဒီယာမှာပြန်နှံ့နေပါတယ်။ပတ်ချက်ပြုဝေဖို့ writer သတင်းဌာနကတောင်းဆိုမှုကိုပါကစ္စတန်ပြည်ထောင်စုဝန်ကြီးဌာနကတုံ့ပြန်မှုမရှိပါဘူး။ American ကျမ်းမာရေးကောင်းမွန်ကြောင်းနဲ့သူ့ကိုထောင်ပြောင်းမဲ့အစီအစဉ်မကြမိသေးဘူးလို့အမိမဖော်လို့တဲ့အကျဉ်းထောင်အရာရှိတဦးကပြောပါတယ်။ 2018ခုနှစ်မှာဝန်ကြီးချုပ်အဖြစ်ရွေးကောက်ခံခဲ့ရတဲ့အီမရက်ခန်ဟာစစ်ဖို့ချုပ်တွေနဲ့ပြဿနာတက်ပြီးနောက်2022ခုနှစ်မှာလွှတ်တော်ရဲ့မဲခွဲဆုံးဖြတ်မှုနဲ့အထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ PDI ပါတီနိုင်နှင်းခံရပြီး2023ခုနှစ်မေလမှာသူကိုဖမ်းဆီးမှုကြောင့်နိုင်ငံတော်ဝန်စစ်တပ်စန့်ကျင်ရေးဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။ PDI ပါတီဟာ2024ခုနှစ်ရွေးကောက်ပွဲမှာအကြီးမားဆုံးပါတီအဖြစ်ထွက်ပေါ်လာခဲ့ပေမဲ့လိမ့်လည်တဲ့ဆွဲဆွဲချက်တွေကြောင့်အမတ်နေရာတွေဆုံးရှုံးခဲ့ရပြီးဝန်ကြီးချုပ်ရှီဘတ်ရှရစ်လက်ထက်မှာညွန်ပေါင်းအစိုးရဖွဲ့ခဲ့ရပါတယ်။ရှရစ်နဲ့သူ့ရဲ့မဟာမိတ်တွေကတော့အဲ့ဒီဆွဆွဲချက်တွေကိုပယ်ချထားပါတယ်။မြန်မာအပါအဝင်16နိုင်ငံကအစိမ်းရောင်ကတ်ကိုင်းဆောင်ထားသူတွေကို အမေရိကန်ပြန်လည်စစ်ဆေးတော့မှာဖြစ်ပါတယ်။ဒီသတင်းကိုတော့ဝန်ကြီးကတင်ဆက်ပေးထားပါရရှင်။ နိုင်ငံပေါင်း16နိုင်ငံကနေအမေရိကန်တို့ရွှေပြောင်းနေထိုင်သူတွေအတွက်ထုတ်ပေးထားတဲ့ဆေးရောင်ကပ်တွေကိုပြန်လည်စစ်ဆေးသွားမှာဖြစ်ကြောင်း Trans ရကပြောပါရီသက်ဆိုင်ရာနိုင်ငံတိုင်းကလာရောက်နေထိုင်တဲ့နိုင်ငံသားအလုံးအတွက်ထုတ်ပေးထားတဲ့ဆေးရောင်ကပ်အလုံးကိုရာနှုန်းပြည့်အသေးချာပြန်လည်စစ်ဆေးရေးသမရကညွှန်ကြားထားတယ်လို့အမေရိကန်နိုင်ငံသားဖြစ်မှုနဲ့လွေးမှုကြီးကြပ်ရေးဌာနအကြီးအကဲဂျိုးဆက်အပလိုကပြောလိုက်တာပါအဲ့ဒီဆေးရောင်မှာပါဝင်တဲ့နိုင်ငံတွေနဲ့ပတ်သက်လို့ BBC သတင်းဌာနကမေးမြန်းရမှာအဲ့ဒီအေဂျင်စီကအင်ဗီရိုရဲ့ဇွန်လကြေညာချက်ကိုထောက်ပြပြီးအဲ့ဒီဆေးနဲ့မှာ အာဖဂန်နစ္စတန်မြန်မာချက်ကိုဂိုသမရနိုင်ငံအီကွေတိုရီယယ်ဂူနီယာအီရီထရီးယားဟေတီအီရန်လီဗျာဆိုမာလီယာဆူဒန်ယီမန်ဘူရန်ဒီကျူဘာလာအိုဆီရီယာလီယွန်တိုဂိုတက်ပင်းနစ္စတန်နဲ့ဗင်နီဇွဲလားတို့ပါဝင်ပါတယ်။နိုဝင်ဘာ26ကဝါရှင်တန်ဒီစီမှာအမျိုးသားအဆောင်တပ်ဖွဲ့ဝင်တွေကိုအာဖဂန်နစ္စတန်နိုင်ငံသားတယောက်ကဖိတ်ခတ်တိုက်ခိုက်မှုကြောင့်နှစ်ဦးတန်ရာအပြင်းထန်ရရှိခဲ့တဲ့ဖြစ်ရပ်နဲ့ကြုံနေချိန်မှာ အခုလိုကြီးညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်တန်တရားရှိသူရာမန်ဒူလာလာကန်ဝဲလ်ဟာအာဖဂန်နစ္စတန်ကနေအမေရိကန်တပ်တွေပြန်ထွက်ခွာချိန်အာဖဂန်နစ္စတန်နိုင်ငံသားတွေအတွက်အထူးရွှေ့ပြောင်းနေထိုင်မှုအကောက်အွယ်ပေးတဲ့အစီအစဉ်နဲ့2021ခုနှစ်မှာအမေရိကန်တို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်အဲ့ဒီပြကမှုကကြီးမားတဲ့မြို့သားလုံခြုံရေး NDA ကိုဖော်ပြနေတယ်လို့ Trump ကပြောပါလိ။အကြီးအကဲအဘလိုကအစိအောင်ကတ်တွေစစ်ဆေးမှဖြစ်ကြောင်းနိုဝင်ဘာ29ရက်ကလူမှုမီဒီယာမှာဖော်ပြထားပေမဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ဖော်ပြထားတာမတွေ့ရပါဘူး။အမေရိကန်နဲ့အမေရိကန်နိုင်ငံသားတွေကိုကာကွယ်ရေးအရေးကြီးနေစေဖြစ်ပြီးအရင်အစိုးရရဲ့နိုင်ငံသားတွေကိုမစင်မကျင်ပြန်လည်နေရခြားထားမှုကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲပြဿနာတွေကိုအမေရိကန်ပြည်သူတွေမခံရတင်ဘူးလို့အပ်လုကပြောပါရီ။ပြည်လည်းစစ်ဆေးမှုဘယ်လိုပုံစံဖြစ်လာမလဲဆိုတာနဲ့ပတ်သက်လို့နောက်ထပ်အသေးစိတ်ကိုမသိရသေးပါဘူး။နိုင်ငံခြားသားအကြမ်းဖက်သမားတွေတခြားအမျိုးသားလုံခြုံရေးပြည်သူလူထုဘေးကင်းရေးအန္တရာယ်တွေအမေရိကန်တို့ဝင်ရောက်မလာစေရေးကာကွယ်ဖို့နိုင်ငံခြားသားတွေကိုတားမြစ်ဖို့ရည်ရွယ်ထားကြောင်းအင်ဂျီရိုရဲ့ဇွန်လထုတ်ပြန်ချက်မှာဖော်ပြထားပါသည် လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေစီးပွားရေးကျောင်းသားကမ္ဘာလက်ကီးသွားပီဇာတွေနဲ့ဝင်ရောက်လာပြီးတော့အသက်မကာလထက်ကျော်လွန်နေထိုင်မှုတွေကြောင့်အခုလိုစီးရင်ပြည့်စုံပြီးတော့စစ်ဆေးဖို့စီစဉ်တာဖြစ်တယ်လို့ American ဆိုရကပြောပါတယ်။ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်အဖွဲ့ဖြစ်အထူးသတ်မှတ်ထားတဲ့ Taliban အဖွဲ့ကအာဖဂန်နစ္စတန်ကိုထိန်းချုပ်ထားတယ်လို့အိတ်ကြီးညာချက်မှာဖော်ပြထားပါတယ်။နိုဝင်ဘာ26ရက်က American စစ်သားတွေကိုတိုက်ခိုက်မှုကြောင့် Trans Syria ကအင်တိုက်အားတိုက်တုံ့ပြန်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဆူရကကမ္ဘာတဝန်းလုံးကဘယ်သူတွေမှမသိတဲ့စစ်ဆေးမှုမရှိတဲ့နိုင်ငံသားတန်း20ကို အမေရိကန်နိုင်ငံနဲ့ဝင်ရောက်ခွင့်ပြုခဲ့တယ်လို့ထရန့်ဆူယာကပြောပါတယ်မိမိတို့ရဲ့ရှင်တန်ရေးအတွက်အန္တရာယ်ရှိလာတဲ့အခြေအနေကိုဘယ်နိုင်ငံကမှတီးခန့်လိမ့်မှာမဟုတ်ဘူးလို့ထရန့်ဆူယာကပြောထားပါတယ်ထမံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1962ရက်အတွင်းကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စင်းကိုတင်ဆက်ပေးပါမယ်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1962ရက်အတွင်းအကြမ်းဖက်ဆက်ပြတ်ခံရပြီးကြာဆုံးခဲ့သူ8499ဦးအထိရှိလာပြီဖြစ်ပါတယ်။ ဒါအပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ3039ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ9338ဦးအထိရှိလာပြီဖြစ်ပါတယ်။မော်ဘီနယ်မှာတော့အနာသိမ့်မှုကလာတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ၈၀၀ကျော်မှ၂၀၀ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တာလင်တိုင်းမြေနေ့လယ်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုရှိရှိခံစားခဲ့ရတာပါ။ တာလွင်ထိုင်းပြည်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလွင်ထိုင်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါသေးတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။